ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Ibrahim ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ဘုံအိုးရွာအကြောင်းလေးနဲ့ပတ်သက်ပြီးတင်ပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ယခုရောက်ရှိနေတဲ့နေရာလေးကတော့ဘုံအိုးရွာရဲ့ရကန်းတော်မြောက်ပလီလို့လည်းခေါ်တယ်လို့ဟာဂျီလင်းပလီလို့လည်းခေါ်တာခင်ဗျာဒီပလီကတော့ဒီရွာမှာရှိဟိတအများဆုံးအယောက်90ကျော်လို့ကျွန်တော်နေကနေရှိရသိရပါတယ်ဆိုတော့အားလုံးဒီပါဘာမှတော့မရှိတော့ဘူးကျွန်တော်ပလီဆိုလို့ရှိရင်ကြံကင်းမယ်လောလောဆယ်ရှိတော့တယ်ဗျာ ကျွန်တော်ယခုရောက်ရှိနေတဲ့နေရာလေးကတော့အခုသွားနေတဲ့တရားပေါ့ဗျာတရားကတော့ကျွန်တော်တို့တာလီစွာတရားနဲ့ဒီဘက်ဘုံရောက်တရားကိုဆက်ထားတဲ့တရားဖြစ်တယ်ဒါတော့တော်တော်အချိန်လေးဆူဆူပျက်စီးသွားတာကျွန်တော်မြင်တွေ့ရတယ်ဒီပလီယာကျတော့ကျွန်တော်တို့ဘောအိုးရွာရဲ့အချုပ်ဈေးထိပ်ပလီလို့ခေါ်တယ်သူကအပြင်ပိုင်းတချို့တော့တော်တော်လေးပျက်စီးသွားဒါပေမဲ့အတွင်းပိုင်းဆိုလို့ရှိရင်တော့တိတ်ပျက်စီးခြင်းတော့အများကြီးတော့သိမရှိဘူးဗျာဘေးတစ်ဖက်တစ်ချက်တချို့နေနေရာလေးတွေတော့ပျက်ပျက်စီးတာတွေ့တယ်သူ့မှာဒီမှာရှိဟစ်ကအာအီမန်ဆက်တယောက်လိုပဲကျွန်တော်ကြားသိရထားတယ် ခုနေရာဆိုလို့ရှိရင်ဗုံဦးရဲ့ဈေးပေါ့ဗျာဈေးဆိုလို့ရှိရင်သူကအထက်တထက်လိုက်ကြီးကိုတန်တိုင်းကွေးပြီးတော့အောက်ကိုညွှန့်ကြအကုန်လုံးပြုတ်ကြသွားတော့ဗျာတန်တိုင်းဆိုလို့ရှိရင်ဒီမှာတော်တော်အကွက်ကွေးကြီးကိုကျွန်တော်မြင်တွေ့ရတယ်နောက်တစ်ချက်ကဒီမှာလဲတာမီနှစ်ယောက်ပါသွားတာလို့ကျွန်တော်ကြားသိရတယ်တာမီနှစ်ယောက်ဒီအောက်မှာပေါ့လေဆိုတော့အကုန်လုံးကတော့စိတ်မကောင်းကြသေးဘူးဗျာဒီမှာအချုပ်အလေပလီလို့ခေါ်တယ်ဗျာဒီမှာပလီကတလုံးနဲ့တလုံးတော့အရင်အဝေးမဟုတ်ဘူး မသက်ကကျွန်တော်အိမ်၃ရင်လေးချားတပလီလို့ဖြစ်နေတယ်ကဲဗျာအထဲမှာတော့ပြည်စည်းဆုံးရှုံးမှုတော်တော်များတယ်ပြောတယ်လက်ကြည့်လိုက်ပါဦးလားအခုရောင်းနေတဲ့ခုနကျွန်တော်ပြောတဲ့ကျွန်တော်အချုပ်အလက်ပလီဆိုလို့ရှိရင်ဗျာဒီမှာရှဟီဒ်ပေါင်း28ကနေပြီးတော့30ဝန်းကျင်တိရှိတယ်လို့ကျွန်တော်ကြားသိရတယ်ပြီးတော့တို့ကဒီမှာပလီမှာရှဟီဒ်ဖြစ်တဲ့ချိန်မှာတချို့နေရဂျမတ်ထတ်နေတဲ့လူတွေလည်းပါတယ်လို့ပြောတယ်ဗျာဆိုတော့ကျွန်တော်အမြင်အရဆိုလို့ရှိရင်အရှိရ ဒီမှာစပတ်တဲ့မင်ဘန်နာကိုလွှဲပြီးတော့ကျွန်တော်ဟာလည်းအကုန်လုံးပြိုကျသွားတယ်လို့ကျွန်တော်ဆိုလို့ရှိရင်ဒီမှာဘေးကအုတ်နိုင်ရင်ရုပ်တိုင်းပြူတာလားဒီမှာလည်းလူနှစ်ယောက်ဆုံသွားတယ်လို့ကျွန်တော်ကြားသိရတယ်အုတ်တိုင်းပြိတာပေါ့ဗျာအော်ဗျာကျွန်တော်တို့ဘုံဦးရွာမှာရှိတဲ့တချို့ငလင်းဘေးသင့်ပြည်သူတွေအိမ်တက်သွားတဲ့လူတွေတော့မများဘူးဒီမှာနေရာချတာပြည့်တဲ့နေရာလေးဖြစ်တာဘောလုံးဝင်းနေရာလေးမှာပေါ့နေရာချတာပြည့်ပါလေဆိုတော့ကလူကတော့အများကြီးပါအများကြီးပဲဗျာ ရဆိုလို့ရှိရင်ဘုံရွာလေးဆိုလို့ရှိရင်အစာရေစာနဲ့ပတ်သက်တာတွေစားကြတယ်ကတော်တော်လေးအဆင်ပြေနေလို့ပြောလို့ရပါမယ်။မီးတွေပလီနဲ့ပတ်သက်တာတွေအဆောက်အအုံတွေတော့အင်မတန်ပြန်ပြုတ်ပြင်မှုလိုအပ်ပါတယ်။အားဖြင့်ပလီနဲ့ပတ်သက်တာတွေအဆောက်နဲ့ပတ်သက်တဲ့တံခါးနဲ့ပတ်သက်တာတွေကတော့အတော်လေးလိုအပ်ပါတယ်ခင်ဗျာ။စားစရာတွေကတော့နေ့စဉ်မင်းနဲ့အလိုက်အလူရှင်တွေအများကြီးရှိနေပါတယ်ခင်ဗျာ။